မင်္ဂလာပါရှင်ဒီနေ့လေးကျမတို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းစာအပိုင်းလေးတစ်ခုကိုအတူတူဆွေးနွေးကြည့်ကြမယ်ဟုတ်ကဲ့အဲ့ဒါကရှင်ယောဟန်ပထမစာဆုံးအခန်းကြီး7ပေါ့နော်အဓိကကတော့ဘုရားသခင်ရဲ့ဘုရူရင်းရင်းနီနီမိထာယာဖွဲ့မလဲဆိုတဲ့အကြောင်းလေးပါဟုတ်ကဲ့တိတ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုပါဒီအကြောင်းကိုပို့ပြီးတော့နည်း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 နားလည်သွားအောင်လို့ The Wise Believers ကပြုစုထားတဲ့ချက်လက်တွေ သုံးတင်ချက်တီကိုခြေခံပြီးတော့ပြောကြမယ်။ကောင်းပါတယ်။ဆိုတော့ဒီနေ့ကျမတို့ရဲ့အဓိကရွေချက်ကဒီခန်းငယ်လေးတွေထဲကတကယ်အရေးပါတဲ့အသိပညာတွေအတွေးခေါ်တွေကိုထုံထုတ်ကြည့်မယ်။ပြီးတော့ဘုရားသခင်နဲ့မေတ္တာရဖွဲ့ချင်းဆိုလားအတိတ်ပဲဘလောက်နဲ့နဲ့လဲပါလဲဆိုတာကိုပို့ရှင်းသွားအောင်စ조사ကြည့်ကြတာပေါ့နော်။ဟုတ်ကဲ့။ကဲဒါဆိုရင်ဒီအကြောင်းရင်းထဲကိုအတူတူဝင်ကြည့်ကြရအောင်။ပထမဆုံးခန်းငယ်၁၀ကနေ၄ကိုကြည့်လိုက်ရင်လေတမန်တော်ယောဟန်က အသက်ရှင်သောနှုတ်ကပတ်တော်ကြောင့်ကိုတော်တော်လေးအခိုင်အမာပြောထားတာတွေ့ရတယ်နော်ဟုတ်ကဲ့သူသုံးထားတဲ့စကားလုံးတွေကလည်းငါတို့ကြားရပြီကိုမျက်စိနဲ့မြင်ရပြီစစ်စစ်ကြည့်ရှုတယ်ကိုလက်နဲ့စမ်းသပ်ရပြီဆိုတော့လေဒါတခင်ယေရှုကတကယ့်လူသားကိုင်လို့တွေ့လို့ရတဲ့ပုံကိုဖြစ်တယ်ဆိုတာကိုအရင်အလေးပေးနေတယ်လို့ပဲဘာလို့အဲ့လောက်တောင်ပြောရတာပါလဲဟွန်းဟုတ်ကဲ့အဲ့ဒီလိုအခိုင်အမာပြောရတာကလေအဲ့ဒီခစ်ရဲ့အခြေအနေရတိတ်အကြီးကြီးလို့ပါဘာလို့လဲဆိုတော့ အဲ့ဒီတော့ကယေရှုဟာတကယ်လူစားတိခံခဲ့တာမဟုတ်ဘူးအဲနန်ဝိညာဉ်တတ်တတ်ပဲဒါမှမဟုတ်လူယောင်ဆောင်ခဲ့တာဆိုတဲ့အတွေ့အခေါ်မားတယ်ပေါ့လေ။အော်ဟုတ်ကဲ့ Gnosticism လို့ခေါ်ရဟာမျိုးလား။ဟုတ်ပါတယ်။အဲ့ဒီလိုအတွေ့အခေါ်တွေစပေါ်နေတဲ့အခြေဆိုတော့ယောဟန်နမဘူးငါတို့ကိုယ်တိုင်ကြားတယ်မြင်တယ်ထီတွေ့ခဲ့တယ်ကွာဆိုပြီးအတီလင်းခြေပင်းနေတာ။ဒါကခိနန်ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ပဲလေ။ ယေရှုဟာတန်တာကြီးမဟုတ်ဘူးတကယ်အသက်ရှင်ခဲ့တဲ့ဖျားသားတော်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့အခန်းငယ်၃နဲ့၄ကိုဆက်ကြည့်ရင်ဒီစာကိုဘာလို့ရေးရသလဲဆိုပြီးရေးရချက်ကိုပြောပြတယ်သူတို့တမန်တော်တွေမှာရှိနေတဲ့ခမည်းတော်ဖျားဒါတော်ယေရှုနဲ့မိစ္ဆာဟာယာကိုလေဒီစာဖတ်တဲ့သူတွေလည်းအတူတူရစေခြင်းလို့အတူတူပါဝင်စေခြင်းလို့ပေါ့နော်ဟုတ်တယ်အဲ့ဒီကနေတဆင့်ဝမ်းမြောက်ခြင်းပြည့်စုံစေခြင်းလို့ရေးတာပါတယ် ဒီနေရာမှာတုံးတဲ့မိစ္ဆာဟယဆိုတဲ့ Greece ကလုံးခွိုနိုနီးယားလေတာမန်အတိမိတ်ဆွေဖွဲ့လာတဲ့အများကြီးပုံနေနေတယ်။အော်ခွိုနိုနီးယားဟုတ်ကဲ့အတူတကွပါဝင်ခြင်းအသက်တာကိုမျှဝေတုံးဆောင်ခြင်းနှဆိုင်နဲ့ဆက်တွယ်မှုရှိခြင်းဆိုတဲ့အတိပ္ပတိအများကြီးပါတယ်။ဒါဟာခရိယံအသက်တာရဲ့အနှစ်သာရလို့ပြောလို့ရတယ်။อืมခွိုနိုနီးယားအတူတကွပါဝင်ခြင်းမျှဝေခြင်းဆိုတာပို့ပြီးပြည့်စုံသွားတယ်လို့ပဲနော်။ တမန်တော်ကြီးခန်းစားရတဲ့အဲ့ဒီနှရှိုင်းနဲ့ဆက်ဆံရတဲ့ကိုဖိတ်ခေါ်နေတဲ့သဘောမျိုးတက်ရောက်တယ်။ကောင်းပြီလေ။ဒါဆိုယေရှုရဲ့အဆက်မှန်ဖြစ်ခြင်းနဲ့မိထားရရည်ရွယ်ချက်ကိုတိပြီဆိုရင်အခန်းငယ်9မှာယောဟန်ကနောက်ထပ်တတော်လေးအားပါတဲ့ကြီးညာချက်ကြီးတစ်ခုလွတ်လိုက်ပြန်ရော။ဟုတ်ပါတယ်။ဖျားသခင်ဒီအလင်းဖြစ်တော်မူပြီးဖျားသခင်နဲ့အမောင်လုံးမှမရှိတဲ့။ဒါတတော်ပြတ်သားတဲ့စကားပဲနော်။ဘာကိုဆိုလိုချင်တာပါလဲ။တကယ်ပြတ်သားပါတယ်ဟုတ်ကဲ့။ ဒီကြီးညာချက်ကလည်းဘုရားသခင်ရဲ့လုံးဝမပြောင်းလဲနိုင်တဲ့သဘောသဘာဝကိုဖော်ပြနေတာဒီနေရာမှာအလင်းဆိုတာကဟိုရုပ်ပိုင်းဆိုင်ရာလင်းတာကိုပြောတာထက်ကိုချင်းတရားပိုင်းဝိညာဉ်ရာပိုင်းမှာတန်ရှင်းစင်ကြတာအမှန်တရားဖြောင်းမတ်ခြင်းကောင်းမြတ်ခြင်းဆိုတဲ့ရေးသွေးတွေကိုကိုးစားပြုတယ်။ဟိုးဟုတ်ကဲ့အမောင်လုံးဝမရှိဆိုတာကြတော့ဘုရားသခင်မှာအဖြစ်စိုးညစ်မှုလိန်လေလေဖျားမှုမမှန်ကန်မှုတစ်ဆက်ကလေးမှမရှိဘူးလို့ဆိုလိုတာ။ လုံးဝကို0%ပဲတပြားတခင် absolute purity ပေါ့လေလုံးဝတန်ရှင်းစင်ကြယ်ခြင်းဟုတ်ပါတယ်ဒီအချက်ကစောစောပိုးခဲ့တဲ့မိထာယာခွေနောနီယာနဲ့တိုက်ရိုက်ချက်ဆက်သွားပြီဟုတ်ကဲ့အလင်းဖြစ်တဲ့ဘုရားတခင်နဲ့မိထာယာဖွဲ့ခြင်းနဲ့ဆိုရင်အလင်းရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အမောင်ထဲမှာကျင်လည်နေလို့ဘလို့မှမရဘူးလေ။음ပေါ့ဆန့်ကျင်ဘက်ဒီဆိုတော့ဟုတ်တယ်အလင်းနဲ့အမောင်ကတဘာဝအရာကိုအတူတူရှိလို့မရဘူး။ ဒါကြောင့်ဖျားသခင်ရဲ့ယင်းနည်းနည်းပေါင်းတင်ကျင်တယ်ဆိုရင်ကိုယ့်အတ္တကလည်းအလင်းနဲ့ကိုက်နေဖို့လိုလားပြီဆိုတဲ့အချက်ကိုထောက်ပြနေတာ။อืมဒါဆိုရင်ဖျားရဲ့တန်ရှင်တဲ့သဘောတဘာဝအလင်းဖြစ်တယ်ဆိုတာကိုသိပြီးတဲ့နောက်မှာယောဟန်ကအခန်းငယ်6ကနေဆက်မှာလေလက်တွေ့အသက်တာနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်တွေဆက်ပြောလာတယ်။ဖျားနဲ့မိသားအားရှိပါတယ်လို့ပါဇက်ကပြောနေပြီးတော့တကယ်တမ်းအသက်ရှင်တဲ့အခါအမောင်တဲမှာပဲဆိုလိုတာကအဖြစ်တရားတဲမှာပဲဆက်ကျင်လည်နေတယ်။အဲ့ဒါလင်ညာနေတာပဲအမှန်တရားတိုင်းမကျင်ဘူးလို့ဆိုတယ်။ ဒါနင်းနလို့ရှုပ်သွားနိုင်တယ်တဖက်ကဖျားနဲ့မိဘရလည်းဖွဲ့ခြင်းတယ်တဖက်မှာလည်းလူသားဆိုတော့အပြစ်နဲ့กินတာမှမဟုတ်တာဘယ်လိုလုပ်ရမလဲအဲ့ဒါတိတ်ကောင်းတယ်မေခုံးမယ်ဟုတ်ကဲ့ယောဟန်ကလေလက်တွေမကျတဲ့ဆန်နုံးတစ်ခုကိုချက်မှန်နေတာတော့မဟုတ်ပါဘူးအခန်းကြီးခွန်းကိုဆက်ကြည့်ရင်တွေ့လိမ့်မယ်ဖျားသခင်ကြီးအလင်းနဲ့ရှိတော်မူတကယ်တော့နားတို့ဒီအလင်းနဲ့ကျင်လင်အချင်းချင်းမိသားရရှိကြ၏ထိုးမှာတပါတအားရေစုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကိုစေချော့တော်မူ၏တဲ့ဟုတ်ကဲ့ဒီမှာအလင်းမိုက်ကျင်းနေခြင်းဆိုတာကအပြစ်လုံးဝမရှိတော့ဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့လေဖျားသခင်ရဲ့အလင်းအဲဆိုလိုတာကတန်ရှင်းမှု အမှန်တရားကိုဦးတည်ပြီးတော့အဲ့ဒီဆန်နှုံးအတိုင်းရိုးရိုးသားသားကြိုးစားပြီးအသက်ရှင်တော်ဆိုလိုတယ်ကိုမအားနဲ့ချက်အပြစ်ရှိမှန်တည်းရဲ့ဒါပေမဲ့ဖျားရဲ့ဆန်နှုံးကိုလေးစားတယ်လိုက်နာဖို့ကြိုးစားတယ် ဲ့လိုသဘောထားမျိုးပေါ့ဟောဥဒိချက်ကအလင်းဘတ်မှာရှိနေရမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒီလိုအလင်းထဲမှာဥဒိချက်ထားပြီးစူးစမ်းကျင်လဲတဲ့အခါမှာကောင်းချီးနှစ်ခုရတယ်လို့ဆိုတယ်တစ်ခုကယုံကြည်သူအချင်းချင်းကြမှာစစ်မှန်တဲ့မေတ္တာဟာခွင်နိုးနေရပေါ့လေတိဆောင်းနိုင်တယ်ဘာလို့လဲဆိုတော့ဟန်ဆောင်မှုတွေဖုံးကွယ်မှုတွေမရှိတော့ဘူးလေဟုတ်ကဲ့ပွင့်လင်းမှုရှိလာတာပေါ့ဟုတ်တယ်ယူသားကြတာကိုနောက်တစ်ခုကဒါရေးကြည့်ဆုံးပဲ သားတို့ယေရှုခရစ်ရဲ့အသွေးတော်ကအပြစ်အလုံးကနေအစင်မပြည့်ဆေးကြော်တန့်စင်ပေးနေတဲ့တဲ့ဒီအသွေးတော်ဆိုတာကသခင်ယေရှုရဲ့လဝကတိုင်ပေါ်ကအသေးခံခြင်းအပြစ်ဖြေလိုခြင်းအတရားကိုယဉ်ညွတ်တာပါဟုတ်ကဲ့ဆိုတော့အလင်းထဲမှာစ조사ကျင်လည်နေရင်းနဲ့ချော်လဲမိတဲ့အပြစ်တွေမာယုမှုတွေအထွတ်ခွင့်လွတ်ခြင်းနဲ့တန့်စင်ခြင်းကိုခရစ်တော်ရဲ့အမှုတော်ကြောင့်အမြဲတမ်းရရှိနေနိုင်လေဆိုတဲ့အမခံချက်ပဲဒါကကိုပြည့်ပြည့်စုံသွားလို့ရတာမဟုတ်ဘူးခရစ်တော်ကြောင့်အမြဲတန့်စင်ခံနေရတာ ရှင်းသွားပါပြီဒါဆို အလင်းနိုင်ခြင်းလေခြင်းဆိုတာပြည့်ပြည့်စုံမှုကိုတောင်းဆိုနေတာမဟုတ်ဘဲနဲ့ဖရာရဲ့အလင်းကိုဥတီပြီးယောသားစွာကြိုးစားသွားခြင်းပြီးတော့အမားလုံးမီရင်ကြောင့်ခရစ်တော်ရဲ့တန်ဆင်ပေးမှုကိုဆက်လက်လက်ခံခြင်းလို့ဆိုနိုင်တာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီတကောပါပဲဖြစ်မရှိဟုဆိုရဲဖရာသခင်ကိုမူတောင်းအပြည့်နဲ့တင်ကြဤတဲ့ဖရာကိုလိန်ညာသူဖြစ်စေတယ်ဆိုတော့တော်တော်လေးကြောက်ရွံ့ကောင်းတဲ့စကားပဲနော်ဘာလို့ဒီလောက်ထိပြင်းပြင်းထန်ထန်ပြောရတာလဲ တကယ်ကိုလေးနှစ်သက်တည်းပေးချက်ပါဟုတ်ကဲ့ဒါကလေဖျားသခင်ကကျွန်တော်တို့ရဲ့ယိုးသားမှုကိုဘလောက်တန်ဖိုးထားတယ်လဲဆိုတော့ကိုပြနေတာကိုမအပြစ်ရှိမှန်တိတိကျကျနဲ့ငါဘာမှမမှားပါဘူးငါကောင်းပါတယ်ဆိုပြီးဟန်ဆောင်တာဆင်ခြေပေးတာတွေကကိုကိုကိုလဲစားတာတခုတည်းမဟုတ်တော့ဘူးဖျားသခင်ရဲ့အမှန်တရားကိုညှင်းပယ်ရရောက်သွားတယ်အော်ဖျားသခင်ကလူသားအားလုံးအပြစ်နဲ့မလွတ်ဘူးကက်တင်ရှင်လိုအပ်တယ်လို့ကျမ်းစာမှာအတိအလင်းကြေညာထားတယ်လေ ဥပမာယောမှာသုံးဝိုင်းထဲသုံးမှာလို့ပေါ့အဲ့လာကငါတို့မဟုတ်ဘူးကွာလို့ဆိုလိုက်တာနဲ့ဖျားရဲ့ပြောဆိုချက်ကိုလိန်ညာမူကြီးပါလို့သတ်မှတ်လိုက်သလိုဖြစ်သွားတာပေါ့ဒါဟာဖျားတခင်ရဲ့တန့်ရှင်းမှုနဲ့အမှန်တရားကိုလုံးဝမလေးစားရရောင်းဟင်းနားလည်ပါပြီတော်တော်လေးနှက်တဲ့ချက်ပဲဟုတ်ကဲ့ဒါပေမဲ့လေဒီလိုပြင်းထန်တဲ့တရီပိချက်ရဲ့ရွေးချက်ကကျွန်တော်တို့ကိုအရှုံးတမဖြစ်သွားစေဖို့တော့မဟုတ်ဘူးမျောလင်းချက်ပေးခြင်းလို့ဟုတ်ကဲ့အဲ့ဒီမျောလင်းချက်က ခန်းငယ်ကိုမှအထင်ရှားဆုံးပဲငါတို့ဒီမိမိတို့အပြစ်များကိုဝန်ချတော်မှန်လျင်ဖျားသခင်သည်သစ္စာရှိ၍ဖြောင်းပါတော်မူသောကြောင့်ငါတို့အပြစ်များကိုခွင့်လွှတ်ရင်းမတရားသောအမှုအလုံးမှုတို့မှငါတို့ကိုတန်ဆင်စေတော်မူမည်ဆိုတဲ့အချက်ပဲဒါကတကယ်အားဆေးပဲနော်ဟုတ်ပါတယ်ဒီနေရာမှာတကယ်ကိုအားရစရာအကောင်းဆုံးအချက်ကပါလဲဆိုတော့ဖျားသခင်ရဲ့ခွင့်လွှတ်ခြင်းဟာသူ့ရဲ့ကရုဏာတသက်ကြောင့်ပဲမဟုတ်ဘင်းနဲ့လေကိုတော်ရဲ့သစ္စာရှိခြင်းနဲ့ဖြောင့်မတ်ခြင်းကြောင့်ဖြစ်တယ်လို့အတိအကျဆိုထားတာပဲ။ 哦，这少年飘满青藏。好个，不罗得白来说，皮亚的看个，打扰耶稣也对着阿片，阿别一段阿破阿卡过，阿比我比萨比比。大家，阿库有打扫温差，当班的对了个困了白的哈，第二面大幕呢干意的，过了白差的隔离了带德萨西亚来要的。嗯，大家别忘有打扫温差来也困了破呢，担心被破个皮亚的看也，大文的苦路上拼来的，本浪当开嘛的隔离了嘞。 အမောစရာပဲတကယ်ပြင်းတော့ဖះရဲ့ခွင့်လွှတ်ခြင်းကကိုရောရဲ့တစ္ဆာတရားနဲ့ဖြောင့်မတ်ခြင်းအပေါ်မှာအခြေခံတယ်ဆိုတော့လေဒါကိုရောရဲ့ခန်းစားချက်အတက်အကျပေါ်မူတည်တာမျိုးမဟုတ်တော့ဘဲနဲ့ကိုရောရဲ့မပြောင်းလဲတဲ့ကိုရောပေါ်မှာခိုင်ခိုင်မာမာယက်တည်နေတဲ့အာမခံချက်ကြီးလို့ဖြစ်နေတာပေါ့ဟုတ်ပါတယ်တကယ်အာမခံချက်ပါပဲ ကောင်းပါပြီဒီအခန်းကြီးတစ်ခုလုံးကို ပြန်ပြီးခြုံငုံကြည့်လိုက်ရင်အတိုလေးအရေးပါတဲ့အချက်တွေအများကြီးပဲဆွေးနွေးခဲ့ကြလာပေါ့နော်ဆိုတော့ဒီအချက်တွေအားလုံးရဲ့အဓိကဆိုလို့ရင်အဲအနစ် chop အချက်တွေလိုမျိုးပြန်ပြီးရစူးစိပြေလို့ရမလားရှင်ကောင်းပါပြီရှင်ယောဟန်ပထမစာဆောင်အခန်းကြီး1ကနေကျွန်တော်ရရှိနိုင်တဲ့အဓိကသင်ခန်းစာတွေကိုအချင်းချုပ်ရရင်တော့ပထမဆုံးနဲ့အခိုင်အမာဆုံးအချက်ကတော့လေယေရှုခရစ်ဟာတကယ်အစစ်အမှန်လူသား တကယ်အစ်စ်အမှန်ဖျားတော်တော်ဖြစ်တယ်ဆိုတာပဲကြိုက်တွယ်လို့ရမြင်တွေ့ခဲ့ရကြားတိခဲ့ရတဲ့အတက်ရှင်တဲ့နှုတ်ကပတ်တော်ပဲဒါကကျွန်တော်ယုံကြည်ခြင်းရဲ့အခြေခံအုံမြစ်ဟုတ်ကဲ့အခြေခံအုံပဲဒုတိယအချက်ကတော့ဖျားသခင်နဲ့နှစ်နှစ်ဆိုင်ဆိုင်မေတ္တာဟာရဖွဲ့ခြင်းကခရိယန်အသက်တာရဲ့ပန်းတိုင်းအနိတာရဖြစ်သည် ကျွန်တော်တို့ကိုဒီလိုရင်းနှီးတဲ့ဆက်ဆံရေးတဲ့ကိုဖះကဖိတ်ခေါ်ထားတာ음တတိယအချက်ကဖះသခင်ရဲ့သဘောတဘာဝကအလင်းဆိုလိုတာကအကျွမ်းမဲ့တန်ရှင်နေဖြောင့်မတ်တယ်မှန်ကန်တယ်ဆိုတာပဲဖះသခင်မှာအမောင်လုံးဝကိုမရှိဘူးလုံးဝမရှိဘူးစတုချအချက်ကအဲ့ဒီတော့ဖះသခင်နေမိတ္တဟာယဖွဲ့ခြင်းရင်အလင်းထဲမှာကျင့်လေဖို့လိုအပ်တယ်ဆိုတာပဲဆိုလိုတာကဖះရဲ့တန်ရှင်မှုအမှန်တရားကိုဥတီပြီးအသက်ရှင်ရမယ် အမောင်ဖြစ်တဲ့အဖိတရားလိမ့်လေမှုနဲ့အလင်းဖြစ်တဲ့ဘုရားသခင်ဟာအတူတူရှင့်တွင်နေလို့မရဘူး။ဟုတ်ကဲ့။ပင်စမအချက်ကအဖိတရားဟာဘုရားနဲ့ကျွန်တော်တို့ရဲ့မိတ္တဟာယကိုအဟံအတာဖြစ်စေတယ်။ဒါပေမဲ့အဖိရှိမွန်တိလည်းနဲ့မရှိဘူးလို့ငင်းဆန်တာဟန်ဆောင်တာကကိုယ့်ကိုယ်ကိုလှည့်ဆောက်ပြီးဘုရားကိုပါလိမ့်ညာတူဖြစ်စေတယ်။ဟွန်းအဲ့ဒါပိုဆိုးတာပေါ့။ဟုတ်တယ်။စတမအချက်ကအဖိကန်ခွလို့ချင်းနဲ့တန်ဆင်ချင်းခံရဖို့ကယေရှုခရစ်ရဲ့အသွေးတော် လောကတိုင်းအမှုကိုယုံကြည်ခြင်းအဖြစ်ပဲရနိုင်တယ်။ကိုယ့်ရဲ့ကောင်းမှုတွေ၊ကြိုးစားမှုတွေကြောင့်မဟုတ်ဘူး။ဟုတ်ကဲ့။နောက်ဆုံးတစ်ချက်ကတော့ရိုးရိုးသားသားနဲ့အပြစ်ကိုဝန်ချတောင်းပန်ခြင်းဟာဖခင်ခင်ရဲ့မိသားစုကိုကံလဲထူဆောင်ဖို့ထင်းထင်းကိုနီးလန်းချစ်သလိုကိုတို့ရဲ့တစ္ဆာနဲ့ဖြောင့်မခြင်းအပေါ်အခြေခံနဲ့ခွင့်လွှတ်ခြင်းနဲ့တန့်စင်ခြင်းကိုခံစားရစေတဲ့နီးလန်းဖြစ်တယ်ဆိုတာပါပဲ။ဒါအချုံပြေတာမဟုတ်ဘူးပြန်လဲစတင်ဖို့လမ်းစာဖြစ်တယ်တကယ်ကိုရှင်းလင်းပြီးတော့အားရှိစရာနှစ်ချွတ်ပါပဲ ဒီတွန်တင်ချက်တွေကအဟုတ်လွန်ခဲတဲ့နှစ်ပေါင်းနဲ့ထောင်နီးပါးကရေးထည့်တာဆိုပေမဲ့လေဒီနေ့ခင်မှာအသက်ရှင်နေတဲ့ကျမတို့လိုလူတွေအတွက်ဘလို့လက်တွေ့အတုံးချနိုင်မလဲဒီအသိပညာတွေကကျမတို့ရဲ့နေ့စဉ်ဘဝတွေနဲ့ဘလို့များဆက်ဆက်နေနိုင်မလဲရှင်ဟုတ်ကဲ့အများကြီးဆက်ဆက်နေပါတယ်တကယ်တော့အမတန်လက်တွေ့ကြလဲလမ်းညွှန်မှုလေလို့ကျွန်တော်မြင်တယ်ပထမဆုံးကတော့လေယေရှုခရစ်ရဲ့အစင်းမှန်ဖြစ်ခြင်းကိုလက်ခံယုံကြည်ယုံတင်မဟုတ်ပြန်နဲ့ကိုရောရဲ့တုံတင်ချက်တီကိုအလင်းနဲ့ထားပြီးလိုက်လျှောက်ဖို့စူးစမ်းရမယ် တော်တမိုင်းမှာတကယ်ရှိကြတဲ့ပုံကိုဖျားရဲ့သားတော်ဆိုတဲ့ယုံကြည်ချက်ကကိုယ့်ရဲ့အသက်ရှင်နေထိုင်ပုံကိုအတေးပဲရှိစေတယ်လမ်းပြပေးတယ်ဟုတ်ကဲ့ဒုတိယချက်ကအလင်းလိုက်ကျင်လဲခြင်းကိုကိုယ့်ရဲ့နေစဉ်ဘဝထဲမှာလက်တွေ့ကျင့်သုံးဖို့ကြိုးစားရမယ်ဆိုလိုတာကကိုယ့်ရဲ့အတွေ့အခေါ်တွေစကားပြောဆိုတွေအလို့ကြိုင်လောက်ဆောင်ချက်တွေအားလုံးမှာယိုသားမှုဖြောင့်မတ်မှုတစ္ဆာဆောင်တည်မှုမေတ္တာစတဲ့ဖျားရဲ့အရေးတွေ့တွေကိုထင်ရှားစေဖို့တတိရှိရှိကြိုးစားရမယ်အမောင်တဲ့အရာတွေကိုတော့ညှင်းပြရမှာပေါ့ဟွန်း လောကရဲ့ဖိအားတွေသွေးဆောင်မှုတွေကြားထဲမှာတော့ဒါကစင်ခုံမှုတစ်ခုပဲနော်ဟုတ်ပါတယ်စင်ခုံမှုရှိရပေါ့ဒါပေမဲ့ဖျားနဲ့မိထားရဖွဲ့ခြင်းနဲ့ဆိုရင်ဒါကမလုံလုံမဖြစ်တဲ့အရာမယ်တတိယချက်ကအဖြစ်ရဲ့တဘောတဘာဝကို အလေးနဲ့ထားပြီးတော့ကိုကိုကိုရိုးသားစွာဝင်ချက်တက်ဖို့လေ့ကျင့်ရမယ်။အိုးဒီလောက်လေးမယ်ဘာမှမဖြစ်ပါဘူး။ဆိုတဲ့အတွေးမျိုးကိုတတိထားရမယ်။ဖျားတခင်ရှေးမောက်မှာ ကိုယ့်ရဲ့အမားယွင်းကိုရိုးရိုးသားသားဝင်ခံရဲတာက ဝိညာဉ်ရရင်ကျက်မှုရဲ့လက္ခဏာတစ်ခုပဲဒါဟာကိုယ့်ကိုယ်ကိုနင်းချမှုဖြစ်တယ်လို့ဖျားရဲ့ကရုဏာကို အတိမတ်ပြူရလဲရောက်တယ်ဟုတ်ကဲ့သတ္တုတာအချက်ကကိုယ့်ရဲ့ကယ်တင်ခြင်းနဲ့အဖြစ်ခွင့်လွတ်ခြင်းဟာကိုယ့်ရဲ့ဘာသာရေးလုံဆောင်ချက်တည်းကောင်းမှုကုတော်တွေကြောင့်မဟုတ်ပဲယေရှုခရစ်အတွေ့တော်ကိုအားကိုးယုံကြည်လို့သာဖြစ်တယ်ဆိုတာကိုအမြဲတမ်းတတိယနေဖို့လိုတယ်ဒါကကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပေါ်မိခေါ်နေမိသလားဒါမှမဟုတ်ဖျားရဲ့ကရုဏာတရားပေါ်မှာအပြည့်အဝမိခေါ်နေသလားဆိုတာကို ကိုကိုကိုအမြဲပြန်ဆန်းစစ်စေတယ်။อืมအဲ့ဒီအချက်ကတတိပြုစရာပဲ။ဟုတ်ကဲ့ကိုရေကြိုးစားမှုကောင်းမှုလုပ်တာဒီကအရေးမပါဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်။ဒါပေမဲ့ကဲထင်းကြည့်တဲ့အခြေခံကကို့လို့ရမဟုတ်ဘူး။ဖျားရဲ့ကရုဏာဖြစ်တယ်ဆိုတာကိုဘတော်မှမမိဖို့ပဲ။တကယ်ကိုစဉ်းစားစရာအချက်တွေကြီးပါပဲ။ ိုယ့်ရဲ့ကျူးစားမှုထက်ဖះရဲ့ကရုဏာနဲ့တစ္ဆာတရားကိုပိုးပြီးအားကိုးတတ်ဖို့ရိုးသားမှုကိုအလေးထားဖို့ဆိုတာတွေက နေ့စဉ်ဖွားမှာတကယ်တတိထားရမယ့်အချက်တွေပဲ။ကဲဒီနေ့ကျမတို့ရှင်ယောဟန်ဩဝါဒစာ ပထမဆုံးအခန်းကြီး၁ခနေပြီးတော့ဖះတခင်နဲ့စစ်မှန်တဲ့မိသားရဖွေခြင်းအလင်းထဲမှာဘလို့ရှုံလန်းမလဲအပြစ်နဲ့ပတ်သက်ပြီးဘလို့ရိုးသားစွာတွန့်ပြန်မလဲဆိုတဲ့အင်မတန်အရေးကြီးတဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒီဆွေးနွေးမှုက The Wise Believers ကပြုစုထားတဲ့အချက်လက်တွေကို အခြေခံထားတယ်ဆိုတာလည်းထပ်ပြီးပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့ဒီဆွေးနွေးမှုကနေနားထောင်နေကြတဲ့သူတွေဆက်ပြီးတော့စဉ်းစားဆင်ခြင်နိုင်ဖို့အတွက်အတွေးလေးတစ်ခုခြံထားခဲ့ချင်ပါတယ်။ဟုတ်ကဲ့အင်းအဲ့ဒါလားဗေအလင်း၌ကြက်လက်ခြင်းဆိုတာကိုအဖြစ်ကိုရှောင်ကျင်တာလောက်လေးပဲလား။အဲ့ဒီလိုဖတ်စစ်တဘောမျိုးပဲနားလည်ထားမလားဒါမှမဟုတ်ဒီထက်ပိုပြီးတော့တက်ကြွတဲ့ active ဖြစ်တဲ့အတိပဲနဲ့နားလည်တင်သလားဆိုတာလေးပါอืม စိတ်ဝင်စားဖို့ကောင်းတယ်။ဆိုလိုတာကဖျားတခင်ရဲ့တန့်ရှင်ခြင်းဖြောင့်မခြင်းမေတ္တာသစ္စာတရားစတဲ့အလင်းရဲ့ရည်တွေးတွေကိုလေကိုယ့်ရဲ့နေ့စဉ်အတွေးခေါ်တွေစကားပြောဆိုမှုတွေလှုပ်ဆောင်ချက်တွေကနေတဆင့်ဘလို့ပို့ပြီးတော့ထွန်းလင်းတောက်ပစေနိုင်မလဲ။အမောင်ကိုရှောင်ယုံတတ်တတ်မဟုတ်ဘဲနဲ့အလင်းကိုဘလို့တက်တက်ကြွကြွပြန့်ကွာအောင်လောက်နိုင်မလဲ။ဆိုလို့မေခွန်လေးကို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 ပြန့်မေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်။တကယ်စိတ်ဝင်စားစရာတွေးပါပဲအမောင်ကိုရှောင်ယုံထက်အလင်းကိုပြန့်ပွားစေကိုစူးစမ်းခြင်းကောနော်ကောင်းပါပြီ အချင်းဘေးဘီကျမတို့နဲ့အတူဒီကျောင်းရကိုလေ့လာဆန်းစစ်ခဲ့ကြတဲ့ကြည်စမြားကြီးတင်ပါရရှင်နောက်ထပ်စိတ်ဝင်စားစရာဆွေးနွေးမှုတွေနဲ့ပြန်လည်ဆုံတွေ့ကြပါောင်းမယ်